ဒရာကြီးရဲ့မိုင်က158မိုင်ဆိုတော့ကျွန်တော်အချိုးပြန်ကြားကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တမိုင်ကိုလူ390 400လောက်တက်ပြီးပြီးတော့ဆောက်ခဲ့ရတဲ့ဒီရထားလမ်းကြီးပဲဖြစ်ပါတယ်ပေါ့အစတုန်းကဒီလမ်းမိုင်ကြီးတက်ပြီးညီမအပတ်ချမ်းကအလုတ်သမားစုဆောင်ရေးကိုကျွန်တော်ညီမယာကြီးအစိုးရတောင်းယူပြီးတော့လုတ်ကင်ပေးခဲ့ပါတယ်ဒါပေမဲ့ထင်းတဲ့လောက်လည်းအလုတ်လည်းမဖြစ်လည်းမဖြစ်ကောဒီနောက်ပိုင်းမှာဒီဂျပန်တက်မှတော့အမှတ်15ကတောင်းဝင်ယူပြီးတော့ဝင်ရောက်လေးလုတ်လေးလုတ်ကင်ကိုပြဿနာတွေအားလုံးကအစပြုတ်ပြီးတော့ပုံမှုများပြားလာပါတော့ သူတို့ကဒီလိုအပ်နေတဲ့အလုံသမားတွေရဲ့နေရာကိုငယ်ရွယ်တဲ့ကျွန်တော်ညီမလူငယ်တွေကိုအစားထိုးဖို့ဒီဝါဒဖြန့်ချီရဲ့သမားတွေကနေမှသင့်အယုံသွင်းပြီးတော့ဒီလောက်ခရကြာနေယာရီတွေကိုမလုံးပေးပြီးတော့တမျိုးနောက်ပြီးတော့ခေါင်းဆက်အမျိုးမျိုးတက်မတရားဖမ်းဆီးပြီးအသင်းပေါ်သားဆွေးပြီးအခိုင်းခံရတာကတမျိုးအမျိုးမျိုးနဲ့ချွတ်တက်သားတွေကိုစပြီးတော့စုဆောင်းပါတော့တယ်အဲ့ဒီချိန်အဲ့ဒီအခါကဒီနေမျိုးတွေမှာလူငယ်တွေကမစားခဏပြောက်တဲ့ဖြစ်တဲ့ခဏခဏကိုဖြစ်လာတော့တာပါပဲ ဒီလိုနဲ့နီးလန်းအမျိုးမျိုးနဲ့စုဆောင်းခံခဲ့ရတဲ့ကျွန်တော်ညီမချွေးတက်သားတွေအားဆိုရင်ဒီထိုင်းနိုင်ငံဗတ်ချန်းတီပါအခေါ်ခံပြီးတော့အလုပ်လုပ်ပေးခဲ့ရတာပါကျွန်တော်လူဦးရေနဲ့ပြောမှန်ဆိုရင်ကျွန်တော်ညီမနိုင်ငံဘက်ကခေါင်းစဉ်အမျိုးမျိုးနဲ့ဖန်စီခေါ်ဆောင်ထားတဲ့ချွေးတက်သားကိုတောင်းကျော်ရဲ့နောက်ပြီးတော့ဒီမဟာမိတ်စစ်တုံးမှအပါဝင်တခြားချွေးတက်သား3800ကျော်ကျွန်တော်စုစုပေါင်းလူဦးရေ3000ကျော်3000လောက်ဟာဂျပန်တွေရဲ့နှိမ့်ဆက်တာအားထမခံခဲ့ရပြီးတော့အသက်ပါပြီးတော့အလုပ်လုပ်ခဲ့ရတာပါ ီလုံသမားတွေအားဆိုရင်ဂျပန်နေရဲ့ဒီမဝရီစာကျွေးတာကိုပဲစားရပြီးတော့တရက်ကို18နိုင်ရနေနိုင်20ကြာလုံးဝနားရမရှိတော့အလုပ်လုပ်ကန်ပြီးခဲ့ရတာ